စကိုင်းအင်အားဖြင့်ငနေလုခတ်မှုကြောင့်စကိုင်းတိုင်းစကိုင်းမြို့ပန်းနိုရက်ွက်ရှိ Bright Kids မြို့သူကြောင့်ပြိုကျခဲ့ပြီး April 24ရက်နေ့ကအဆောင်ဖြိုချနေရမှာဒေသုံကလင်းငယ်ရီရဲ့နှွေးတွေရှာဖွေတွေ့ရှိတယ်လို့နန်းနဲ့လူမှုကူညီကဲစဲအသင်းထံကသိရပါဗျ။အဆိုပါကလေးကျောဖို့အိတ်တွေကိုအသက်သေးဆုံးသွားတဲ့မူဂျိုကလေးငယ်တွေရဲ့မိဘတွေကကြံ့လေတောင်းခံတယ်လို့အဲ့ဒီအဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါဗျ။ ညနေနှုတ်ခတ်ချိန်မှာမူကျူကျောင်းကကလေးငယ်တွေနေ့လယ်ပိုင်းအချိန်ဖြစ်တာကြောင့်အသက်ဆုံးရှုံးမှုများရခြင်းဖြစ်တယ်လို့သတိဒေသခံတွေထံကသိရပါတယ်။ပထမတစ်ချိန်နှုတ်ခတ်တဲ့ကကျောင်းရဲ့ပထမထက်ပြူသွားတယ်။ကလေးတွေက အိတ်နေတာဆိုတော့ဆီယမလေးကအပေါ်ကမူးပေးထားတာဆီယမလေးအပေါ်ထုတ်တန်းကျသွားတယ်။ကလေးတွေလည်းတည်သွားတယ်လို့မူကျူကျောင်းသားမိခင်တူကဆိုထားပါတယ်။မက်ရှာ20ရှင်းနေမှာလှုပ်ခတ်ခဲ့တဲ့ငနင်းကြောင့် Brightkiss မူဂျိုဂျန်းကကလင်းငယ်ခုနှစ်ဦးနဲ့ဆီယမတူဦးတည်ဆုံခဲ့ရပါတယ်။